ဝေသာလီပြည်ကကြီးသုံးပါးကြာရောက်ဖြစ်ပေါ်လာတဲ့အခါဝေသာလီကလက်ဆွေမင်းတွေကမြတ်စွာဘုရားကိုပြင်ညာတယ်ပြင်တဲ့အခါမှာရာဇဂျုံမျိုးကပင်မိသာရမင်းကြီးစီအကူကြီးတောင်းပြီးတော့ရာဇဂျုံမျိုးဝင်လုံးအကြောင်းမှာသတင်းသုံးနေတဲ့မြတ်စွာဘုရားကိုသူတို့နိုင်ငံအရောက်ပြင်ညာတာဖြစ်တယ်မြတ်စွာဘုရားဝေသာလီကြွတဲ့အခမ်းအနားဟာအလွန်ကြီးကျယ်ဝေသာလီပြည်မှာ ပထမကတ်ကြီးသုံးပါးဆိုကတ်ဆိုတာတွေကအခုကအမျိုးမျိုးပြောနေကြတာတယ်လီဖုန်းတွေကကတ်လဲကတ်ခေါ်နေကြတာပဲเนาะအင်္ဂလိပ်လိုအခုဒီကတ်ကတော့ကပ်ပဆိုတဲ့အထိပ္ပယ်နဲ့လားနော်အင်္ဂလိပ်ကတ်ဆိုတဲ့စကားလုံးနဲ့မတူဘူးအဲ့ဒါကြတော့ဓာတ်ရင်းနဲ့တပ်ပြီးတော့ရေးတယ်ကပ်ပလို့ဆိုတဲ့လာတဲ့ကတ်ကြတော့ပတ်ဆောင်နဲ့တပ်ပြီးတော့ရေးရကပ်ပဆိုတာ အချိန်ပိုင်းတစ်ခုလို့ဆိုလိုတယ်အချိန်ပိုင်းတစ်ခုကဲအော်လို့ဒီဇက်စတာလို့ဆိုအပ်သောငရင်ကြီးလှုပ်သွားလို့ပျက်စီးဆုံးရှုံးသွားတဲ့အချိန်ပိုင်းတစ်ခုမိုးကောင်ရေရှားပြည့်ပြီးလူတွေဒုက္ခရောက်နေတဲ့အချိန်ပိုင်းတစ်ခုစစ်မဲ့ဖြစ်ပွားပြီးတော့ဒီစစ်ဝေးဒုက္ခတွေကြီးပြေလွှားပြီးပုန်းခိုနေရတဲ့အချိန်ပိုင်းတစ်ခုဒါလို့ဆိုလိုတာကပ္ပရဲ့အတိတ်ပဲကအဲ့ဒါကကြီးသုံးပါဆိုတာ အဲ့ဒီအချိန်ပိုင်းကြီး၃ခုလို့ဆိုလို့တယ်တစ်ခုနဲ့ဆက်ဆက်ပြီးတော့နေဘယ်အစတုံးလို့ဆိုဝိသာလိပြည်မိုးခေါင်တာအစမိုးခေါင်တဲ့အခါကျတော့ထုတ်ခေတုံးကရိတ်ခါတွေဟိုပုတ်တီပုတ်ပို့ဝရလဲလွယ်ကူမှုမရှိဘူးရှင်ဆိုတာလည်းပဲဆင်းရင်မြင်းရင်လဲရင်လောက်ပဲရှိတာဝိလန်နဲ့ဒေတာတွေကိုရောက်အောင်ပို့ဖို့ဆိုတာခဏိခေလို့မလွယ်ဘူးပေါ့နော်ခဏိခေကတော့တော်ရော့ အရာတွေကိုလင်းလင်းမြန်မြန်ရိခါတွေထောက်ပတ်နေအလုပ်တွေလုပ်နိုင်လာတယ်။အဲ့ဒီခေတ်တုန်းကဒီတိတ်ပြီးတော့အလွန်ကြီးမဝေးတော့လေ။သွားရေးလိုက်လွယ်ကူမှုမရှိသည့်အတွက်ကြောင့်တဏှာငတ်နေလို့ရှိရင် နောက်တဏှာဖြည့်ရှင်းပေးနိုင်မှုအလွန်ခက်တယ်။အဲ့တော့ဝေဒာလိပြည်မှာပထမမိုးခေါင်လိုက်တာ။ကြွကြွကျောင်းမက်ဆရာကောင်းမိုးကခေါင်လိုက်တဲ့အခါကျတော့ စဘာတိနံနေစိုက်ပြောရမယ်အချိန်စိုက်ပြောလို့မရအဲ့တော့ရှင်းတော့လို့ဒီကမထွက်ရင်ဟိုကဒီကအယောင်းဝယ်ဆိုတာလည်းများစွာမရှိကြဘူးကိုစားဖို့ပဲကိုစိုက်ကြတာဖြစ်နေဖြစ်နေတော့ဝေဒာလီရဲ့လူဥယေနဲ့ဝေဒာလီမှာမိုးခေါင်သည့်အတွက်ကြောင့်စိုက်ရမယ်လေပြီလေတွေကစိုက်လေသမျှတွေကလည်းအကုန်လုံးရှင်မရလို့ မျိုးချောက်ပြီးပျက်စီးသွားမျိုးစဘာတွေဆုံးရှုံးသွားကြအဲဒီလိုမျိုးစဘာတွေဆုံးရှုံးသွားကြတော့လူတွေရဲ့လူအများစုမှာရိတ်ခါတူလောင်ထားတာမရှိကြဘူးမရှိတော့တော်တော်စာဝတ်နေဒုက္ခရောက်လာကြမစားရတဲ့လူတွေများလာတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကလည်းဖြည့်ရှင်းမပေးနိုင်ဘူးသူတို့ဒါတွေဆန်းစပါးမရတဲ့အခါကျတော့ စာဝတ်နေဒုက္ခတွေရောက်ပြီမိုးခေါင်တာကိုကြောင်းပြုတ်ပြီးတော့အစာရေစာငတ်မို့ခေါင်းမတဲ့လူတွေကဝါလဲအောင်မစားရအောင်မစားရရုံမကဘူးနောက်ဆုံးအာရတ္တတွေချုပ်တဲ့ပြီးပိန်လီပြီးယောဂဝိရဏတွေကဖြစ်လာတယ်အဲ့တော့ပထမကငတ်မို့ခေါင်းမခြင်းလို့ခေါ်တယ်ဒုဗ္ဗိခန္တရကဒုဗ္ဗိခဆိုတာ ဗိက္ခဆိုတာအစာရေစာဒုဆိုတာမပြည့်စုံတာအစာရေစာမပြည့်မစုံဖြစ်လာတဲ့အခါမှာလူတွေရဲ့သဘာဝအတိုင်ဝါအောင်မစားရဘူးကြမ်းမအောင်မစားရဘူးအာရဒပြေဝအောင် မရဘူးဆိုတဲ့အခါမှာဘာဝင်လာတော့သူယောဂဝင်လာငတ်မွတ်တဲ့ပိုင်းခြားကြီးကိုဒုဗိက္ခန္တရကလို့ခေါ်တယ်အဲ့ဒီအကတွင်းမှာထပ်ဆင့်ပြီးတော့ တဲ့ရေနစ်သူကိုဝါကူ၍နှိပ်တယ်လို့ဆိုတော့ဘာဖြစ်လာတော့ဆိုစာရေးစာမစားရတော့ငတ်မို့ခေါမလာပြီယောဂါတွေဖြစ်လာအဲ့တော့ယောဂါဖြစ်ပေါ်လာတဲ့အခါလူတွေဟာတေးတေးဆုံးလာကြစာရေးစာပြက်လက်မှုကဆက်သွဲပြီးတော့အဲ့ဒီယောဂဝေဒနာတွေဖြစ်လာတာရောဂန္တရကလို့ခေါ်တယ်နော်ယောဂါဖြစ်နေတဲ့အချိန်ပိုင်းအဲ့ဒီယောဂါတွေဖြစ်လာတဲ့အခါလူတွေဟာတေးခဏခဏတေးကြတော့ လူတွေအသေးများတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်လောကမှာကြံ့ကြံ့ထန်းထန်းနဲ့လူတွေကမမြင်ရတော့လည်းပဲလူတွေကိုနှိပ်စက်ခြင်းနဲ့တရေတဲ့ဘက်ဆိုတဲ့အကောင်းတွေကလည်းရှိတာနော်တရေတဲ့ဘက်ဆိုတဲ့အကောင်းတွေကရှိဘလူတွေတရေတဲ့ဘက်တွေကလူတွေတွေလက်လက်ဆက်ဆက်တည်ဆုံးလာကြတဲ့အခါ သူတွေသူတို့ကလူတွေအလောင်းတွေကိုအမိပြုတ်ပြီးတော့မြို့တဲရွာတဲ့ထီအောင်ရောက်လာပြီးယောဂဖြစ်အောင်သူတို့ကဖန်တီးလာကြတယ်ဖန်တီးလာကြတယ်အဲ့ဒါကိုအမနုတန္တရကလူမဟုတ်သူတို့ရဲ့ဒုက္ခပေးတာအဲ့ဒါကိုဝေဒာလိပြေမှာကကြီသုံးပါလို့ပြောတာနော်ခုခေပြောတဲ့တယ်လီနောတို့ MPD တို့ဥရဒူးတို့ပြောတာမဟုတ်ဘူး အဲ့ဒီကကြည်သုံးပါးကိုပြောတာမဟုတ်ဘူးเนาะအဲ့ဒီမှာဒီအချိန်ပိုင်းကြီးသုံးခုဟာဆက်ဆက်ပြီးတော့ဖြစ်တယ်ငမောထာကိုအကြောင်းပြုယောဂဖြစ်ယောဂဖြစ်ပြီးလူတွေတည်ကြတာကိုအကြောင်းပြုပြီးတော့တရေတဲ့ဘက်ဒီကောင်တွေက လူတွေမှာဝင်ပူးကပ်ပြီးတော့နှိမ့်ဆက်လာတဲ့အခါလူတွေဟာပို့ပြီးတော့တည်ဆုံးလာကြဒါတွေကင်းပြောင်းအောင် လုပ်ဖို့ရအလွန်ခက်ခဲလာအလွန်ခက်ခဲတော့ အကိုရလိုက်ရှာတော့ရဟန်းကောရမကြွလာလို့ရှိရင်ဒီဘေးဟန်အနေတွေကငြိမ့်သွားတယ်လို့ယုံကြည်ကြတယ်။ဘုရားဘာသာဖြစ်လို့ပြင်တာတော့မဟုတ်ဘူး။ဒီယုံကြည်ချက်နဲ့သူတို့ထုနီလန်းအတိုင်းလှုပ်ကြတော့လည်းပဲဒီမပြောက်ဘူး။အဲ့ဒီကတ်ဆိုးကြီးကမလွတ်ဘူး။မလွတ်တာနဲ့ဒုရီယအလွန်များစွာတည်ဆုံးကုန်ကြတဲ့အခါဝိဒာလီမြေကြီးဟာ 6ကပ်ပြီးတော့ကိုလူတွေဟာစိုးရင်ထိတ်လန့်တချိန်တုန်းကဗမာပြည်မှာလဲဒီဒုတိယကမ္ဘာစစ်ကြီးပြီးလို့ဂျပန်တွေနဲ့အမေရိကန်ပြန်ဝင်လာအင်္ဂလန်ကအင်္ဂလိပ်တွေပြန်ဝင်လာပြီးဂျပန်တွေတိုက်ထုတ်ပြီးတဲ့နောက်ပိုင်းအချိန်လေးမှာမဖြစ်တုံဆိုပလေယောဂါဆိုဖြစ်တယ်နော်မိလိုက်တဲ့လူတွေလည်းသိမယ်မမိလိုက်စာရိဘတ်ဖူးရင်လည်းသိကြလေရွာလုံးချုပ်ပျက်စီးတာတွေရှိတယ် ရွာပြင်ထွက်ရတာတို့ရှောင်းတိမ့်သွားကြရတာတို့အဲ့လိုပလေယောဂါတွေမှာပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းတော်တော်များများရှိတယ်။ဘုန်းကြီးတို့သာသနာ့ဘက်ကဆိုလို့ရှိရင်စာပေချင်းကအလွန်တက်တယ်လို့ဒီကနေ့ခေတ္တီအောင်ပဲနာမည်ကြီးတဲ့အဗျာရမရွှေကူတိုက်မန္တလေးမြို့52လမ်းကဗျာရမရွှေကူတိုက်ဆရာတော်ဘုရားကြီးဆိုပလေယောဂါတွေပါသွားတာ။နော်ပလေယောဂါဖြစ်ပြီးပြန်တော့သက်တော်60ပေါင်းကျော် မတမ်းမဆုံးရှုံးတယ်အဲတော့ဗမာပြည်မှာလဲပလေယောဂဖြစ်လို့တယ်ဆိုပြီးတောရွာတွေတို့ဝေးလံတဲ့ရက်တွေသွားစာတင်နိုင်တွေစာမတင်ရဘူးအဲ့လိုအခြေအနေမျိုးတွေဖြစ်ခဲ့ဖြစ်ခဲ့ဘူးတွေပေါ့ပြိတ်တွေရွတ်တယ်မရဘူးအဲ့ဒီတော့ကနဝမရွှေချင်းသာသနာပိုင်ဆံခင်းဆရာတော်ကြီးဆိုတာဒနုပြုသားကဒနုပြုဒနုပြုတစ်ဖက်ကန်းကဆံခင်းရွာဆိုတာရှိတယ် အဲ့ဒီဆံကင်းရွာမှာလေလူတွေပြေယောဂဖြစ်တယ်ပြေယောဂဖြစ်တိန်နဲ့တိန်စင်ပြေယွရှေ့ကရွတ်သွားနောက်ကသေးအဲ့ဒီလူတွေဖြစ်လာတော့ဆရာတော်ကြီးကနောက်ပိုင်းကျတော့ဘာတတိယတော့ဆိုအထာဏမေတံကဒီသစ္စာစကားလေးထည့်ပြီးတော့ရွတ်လိုက်တဲ့အခါအဲ့ဒီကစပြီးတော့ပြေရွတ်တဲ့အခါမှာ အောင်မြင်သွားတယ်လို့ဒီလိုမှတ်တမ်းရှိတယ် ဒါကြောင့်မလို့အထာဏမေတ္တံကာရလေးကိုထည့်ရောရမယ်လို့ဆိုဒီလိုဆိုတာပေါ့သစ္စာစကားကိုထည့်ပြီးတော့ရွတ်အဲ့ကြတော့မှပလေယောပလေယောကကိုတားဆီးနိုင်ပြီးရပ်တန့်သွားတယ်အဲ့ဒီတဏိဗျူနာစံကင်းဆိုတာခဏိအထိပြောစမှရှိတော့မယ်နော်ဆရာတော်ကြီးတက်တော်ထေချာရှိတော့ကအထာဏမေတ္တံဒီသစ္စာစကားကိုသူစီလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်း စာရွက်လေးတွေဝေပေးတယ်ရအောင်ချက်ခိုင်းတယ်ဒီလိုလုပ်တယ်ဆရာတော်ကြီးသူကိုယ်တိုင်အကျိုးရှိရှိသုံးပြုခဲ့တာမို့ဒါသစ္စာစွမ်းအားအနေနဲ့အမြဲတမ်းကောင်းတယ်လို့ဆိုပြီးတော့အဲဒီတော့မှသိခဲ့ရတယ်ခေါ့နော်